င်္ဂလာပါဖရာသခင်ရဲ့ကြီးစုတော်ကြောင့်ဒီနေ့မနေ့မှနှုတ်ကပတ်တော်ကိုအတူတကွခံယူခွင့်ရတဲ့အတွက်ဝမ်းမြောက်မိပါတယ်ဒီနေ့ကျွန်တော်ဝင်ငှခြင်းတဲ့အကြောင်းအရာကတော့အဖိုးတန်သောဂတိတော်များအကြောင်းဖြစ်ပါတယ်ညီအကိုမောင်နှမတို့လူတိုင်းလက်ဆောင်ရတာကိုကြိုက်ကြပါအထူးသဖြင့်ကိုမမျော်လင့်ပဲရလိုက်တဲ့အမွေနှစ်ဆိုရင်ပို့ပြီးတော့တောင်တန်ဖိုးထားတတ်ကြပါတမန်ကျမ်းစာထဲမှာရှင်ပေတုဩဝါဒစာဒုတိယဆောင်အခန်းကြီး1အငယ်4ဖျားသခင်ဟာအလွန်ကြီးမြတ်၍အ ကိုတန်သောဂတိတော်များကိုငါတို့၌ပေးသနာတော်မူပြီဂတိတော်တွေကရိုးရိုးဂတိတော်တွေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေစဉ်အသက်တာနဲ့ဖျားဝှက်၌မွေးလျောခြင်းအတွက်လိုအပ်သမျှအရာအားလုံးကို ဖြည့်ဆည်းပေးနိုင်တဲ့ဖျားသခင်ရဲ့တကောတော်တွေဖြစ်ပါတယ်ဒီဂတိတော်တွေက ဘာတွေလဲဘလို့ယူရမှာလဲဘာကြောင့်ပေးထားတာလဲဆိုတာကိုအတူတကွလေ့လာသွားကြပါ ပထမဆုံးကျွန်တော်တို့သိထားရမှာကဖျားသခင်ရဲ့ဂတိတော်တွေဟာကျွန်တော်တို့ရဲ့လုံဆောင်မှုကြောင့်ရရှိလာတာမဟုတ်ပါဘူးယုံကြည်ခြင်းအပြင်ရရှိတဲ့အခမဲ့လက်ဆောင်တွေဖြစ်ပါတယ် ဥပမာတစ်ခုပြောပြခြင်းပါတယ်တင့်မှာချမ်းသာတဲ့ဦးလေးတယောက်ရှိတယ်ဆိုပါစို့သူကတင့်ကို အမွေပေးတဲ့အခါတင်ကဒီအမွေရဖို့သူ့အိမ်မှာအလုတ်သွားလုတ်ပေးเสียမလိုပါဘူးသူကတင့်ကိုချစ်လို့တင့်ကိုပေးခြင်းလို့ပေးတာဖြစ်တဲ့အတွက်တင်ကဝမ်းမြောက်ဝမ်းသာလက်ခံလိုက်ရုံပါပဲထိုနည်းတူပါပဲပရိညင်တရားအစ်စ်မှာပါဝင်တဲ့ဂတိတော်တွေဟာသခင်ခရစ်တော်၌ ဖြစ်ပါတယ်။သင်ကဒီဂရီတော်ကိုခံစားရဖို့ဘာလုပ်ပေးရမလဲလို့မေးစရာမလိုပါဘူး။တခင်ယေရှုခရစ်တော်ကိုယုံကြည်လိုက်ခြင်းအပြင်ဒီဂရီတော်တွေအသက်ဝင်လာပါတယ်။ဒါကြောင့်အာဗြဟံလိုမျိုးယုံကြည်ခြင်းနဲ့တီးခံခြင်းရှိစွာစုပ်ကိုင်ထားဖို့ပဲလိုအပ်ပါတယ်။ဒုတိယချက်အနေနဲ့ဘုရားသခင်ကဒီဂတိတော်တွေကိုဘာကြောင့်ပေးတာလဲကျွန်တော်တို့လောကမှာစီးပွားဖြစ်ဖို့ဇာတိပဂတိအလိုဆန္ဒတွေပြည့်ဖို့ပေးထားတာလားမဟုတ်ပါဘူးတမန်ကျမ်းစာက ပြောပါတယ်ထိုဂတိတော်များအားဖြင့်သင်တို့သည်ဘုရားသခင်၏တဘောတဘာဝကိုဆက်ဆံတော်သူဖြစ်မိအကြောင်းသည်ဆိုလိုတာကဘုရားသခင်ဟာ ကျွန်တော်တို့ကို သူ့လိုမျိုးတန်ရှင်းတဲ့သူကျင်နာတတ်တဲ့သူမေတ္တာရှိတဲ့သူတွေဖြစ်လာစေခြင်းလို့ဒီဂတိတော်တွေကိုပေးထားတာဖြစ်ပါတယ် ဇာတိပဂတိသည်အဘယ်ကျေးဇူးကိုမျမပြုတတ်လို့တခင်ယေရှုကပြောခဲ့ပါတယ်ဒါကြောင့်ဘုရားသခင်ရဲ့ဂတိတော်တွေဟာလောကရဲ့တက်မဲ့ခြင်းတွေကနေကျွန်တော်တို့ကိုလွတ်မြောက်စေပြီးဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အတ္တကိုပို့ဆောင်ပေးပါတယ်တတိယအချက်အနေနဲ့လက်တွေ့ဘဝနဲ့ရှင်ပြီးပြောခြင်းပါတယ်လက်ရှိအချိန်မှာစီးပွားရေးကြဆင်းမှုတွေဖြစ်နေတယ်အမှုဆောင်တွေခရိယန်တွေအခက်အခဲကြုံနေရတယ်ဆိုတာအမှန်ပါပဲ တခါတလေမှာဘုရားသခင်ကငါအသက်တာအတွက်လိုအပ်တာတွေကိုတကယ်ပဲပေးပါမလားလို့တန်တရားဝင်စရာတွေရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အမှုတော်ဆောင်ခြင်း25နှစ်ကျော်ယုံကြည်ခြင်းနဲ့အသက်ရှင်ခဲ့ရမှာချက်တီးတဲ့အချိန်တွေရှိခဲ့ပေမဲ့ဘုရားသခင်ကအသက်ရှင်ခြင်းနဲ့ဘုရားဝိညာဉ်မွေလျောခြင်းအတွက်လိုအပ်သမျှကိုအမြဲတမ်းလုံလောက်အောင်ပေးခဲ့ပါ ဖယောင်းသခင်ကတခါတလေမှကျွန်တော်တို့ကိုတန်ရှင်းရိုးရှင်းမှုတဲကိုပြန်ခေါ်ဆောင်သွားတတ်ပါတယ်။အဲ့ဒီရိုးရှင်းမှုတဲမှာယုံကြည်ခြင်းနဲ့ယက်တည်တဲ့အခါဖယောင်းသခင်ရဲ့ဂတိတော်တွေဟာအသက်ဝင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့မေတ္တာတော်ဖြစ်ပါတယ်။ကျွန်တော်တို့အမွေခံရတဲ့ဂတိတော်တွေထဲမှာအခြေခံအကျဆုံးကတော့ဖယောင်းသခင်ရဲ့မေတ္တာတော်ဖြစ်ပါတယ်။ခရိယံများစွာကငါအားကြရလောက်အောင်မကောင်းသေးဘူး။ဒါကြောင့်ဘုရားသခင်မချစ်သေးဘူးလို့ ထင်တတ်ကြပါတယ်ဒါလုံးဝမှားပါတယ်အမှန်တရားကပြောင်းပြန်ပါဖယားသခင်ကတင့်ကိုအရင်ချစ်ပါတယ်တင့်အချင်းကြောင့်ချစ်တာမဟုတ်ဘူးကားတော်သခင်ယေရှုဖယားပြုခဲ့တဲ့အမှုကြောင့်တင့်ကိုချစ်ပြီးသားဖြစ်ပါတယ်ယောမဩဝါဒစာခန်းကြီးအငယ်39မှာဘယ်အရာကမှသခင်ယေရှုခရစ်တော်၌ပေါ်ထွန်းသောဖယားဤမြစ်တာတော်နဲ့ငါတို့ကိုမကွာစီနိုင်လို့အ တိအလင်းဂရီပေးထားပါတယ်။ဏိကုံချုပ်အနေနဲ့အပိတ်မှာလေဖယားသခင်ရဲ့ဂရီတော်တွေဟာတင့်အကျင့်အပေါ်မှာမမူတည်ပါဘူး။တင့်ရဲ့ယုံကြည်ခြင်းအပေါ်မှာပဲမူတည်ပါတယ်။တင့်ရဲ့ပဝန်းကျင်အခြေအနေကမဖြစ်နိုင်ဘူးလို့ပြောနေရင်တော့မှတင်ကဖယားသခင်ရဲ့ဂရီတော်ကိုကြည်ပြီးဖယားသခင်၌ဖြစ်နိုင်တယ်လို့ဝန်ခံပါ။ဝမ်းနဲ့ဆရာတွေကြုံနေရရင်တော့မှမျော်လင့်ခြင်းအပြင်ဝမ်းမြောက်ခြင်းဂရီတော်ကိုဆွဲကြိုင်ပါ။ ဖယားသခင်ကတင့်ကိုအသက်ရှင်ခြင်းတန်ရှင်းခြင်းနဲ့အောင်မြင်ခြင်းအတွေ့လူအတ္တမြတ်အားလုံးကိုပေးသနာထားပြီးဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့အားလုံးငြိမ်ဝှက်လျက်ဖယားသခင်ရှိမှဆင်ခြင်ကြရအောင်ဒီနေ့ဒီနေရာမှာငါဘဝကခက်ခဲလိုက်တာဖယားသခင်ငါကိုမေ့နေပြီလားလို့ခံစားနေရတဲ့သူတွေရှိပါသလားငါမကောင်းလို့ဖယားသခင်ငါကိုကောင်းချီးမပေးတာလားလို့တန်တရားဝင်နေသူတွေရှိပါသလားဖယားသခင်ကတင့်ကိုဒီနေ့ပြောနေပါတယ် ငါရဲ့ဂတိတော်တွေကမင်းအတွက်အသိမ့်ရှိတယ်ငါသားငါသမီးမင်းကိုငါအရင်ကလေးကချစ်ပြီးသားလို့ပြောနေပါတယ်ဖျားသခင်ရဲ့ကောင်းမြတ်ခြင်းကိုမြင်ယောင်ပြီးဂတိတော်တွေကိုယုံကြည်ခြင်းလက်နဲ့ လှမ်းယူကြရအောင်။သင်ရဲ့ဝိညာဉ်မျက်စိနဲ့ဝိညာဉ်နာကိုဖွင့်ဖို့ဆုတောင်းကြပါစို့။ကိုရောရှင်ဖျားကိုရောပေးသောအဖိုးတန်သောဂတိတော်များအတွေ့ကျေးဇူးတင်ပါလေ။ကျွန်တော်တို့ဒီမျက်မြင်အခြေအနေကိုမကြည့်ဘဲကိုရောဤဟုံမှန်သောဂတိတော်များကိုသာဆွဲကင်တော်သူများဖြစ်စီပါ။ကျွန်တော်တို့ဤဝိညာဉ်အာယုံများကို ဖွင့်ပြတော်မူပြီးကိုရောဤမေတ္တာတော်ကိုနှက်ဆိုင်စွာခံစားသိရှိစေတော်မူပါ။သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းဆက်ကပ်ပါ၏။အာမင်။